ားလုံးပဲမင်္ဂလာပါရှင် Bell Education Institute ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုဆိုပါရစေအရှိတကောက်တော့ပါဆိုရင်ဆက်ထုတ်တဲ့ခါမှာဆိုရင်ညီကြောင်းလေးညောင်းပြီးတော့ဘယ်လိုမျိုးညီအောင်ချုပ်ကောင်းလဲဆိုရဲပို့ပို့ဗီဒီယိုလေးကိုတင်ပြပေးသွားပါတယ်ဒီတကောက်မှာဆိုရင်တော့ B နဲ့ခြုံရိုးဖြောင်းအောင်ဘယ်လိုချုပ်ကောင်းလဲဆိုရဲအကြောင်းအရာလေးကိုပြောပြပေးသွားမှာဖြစ်ပါတယ် B ဆိုတာကအရှိတဗီဒီယိုမှာပြောထားတဲ့ ဒီအခြေနှစ်ခုကိုနောက်ကိုပို့ပြီးတော့ဆွဲချလိုက်တာအဲ့ဒါလေးကိုဘီလို့ခေါ်တယ်အဲ့လိုမျိုးအိပိစာကိုညှက်ပြီးတော့ချုံလို့ရဖို့အတွက်ပိစာကိုဖိပေးထားတဲ့ဟာလေးကိုဘီလို့ခေါ်တယ်အဲ့ဘီမှာပါတာလေး ਨੇ ဘယ်လိုမျိုးချိုးရဖြောက်အောင်ကြည်ပြီးတော့ချုံမလဲဆိုတာကိုဒီတင်ပြပေးသွားမှာဖြစ်ပါတယ်အဲ့ဒါကြောင့်အဲ့ဒါကြောင့်ဘယ်လိုမျိုးချုံမလဲဆိုတာကိုဗီဒီယိုလေးကြည့်လိုက်ကြအောင်အရှင်ပါဆို

ေဘက်အဆူမှာရှိရဲ့ဘလီဘလီနဲ့ချိုးချိုးကြောင့်ကိုကြည့်ရမှာပါအဲ့ဘီနဲ့ချိုးချိုးကြောင့်မျိုးဘယ်လက်ကနေပြီးတော့ light ထိပြီးရောင်းလိုက်ထိပြီးပြီးတော့ရှေ့ကညာဘက်လက်ကကျတော့ဒီ second အနောက်က second အနောက်အဲ့လိုမျိုးကနေပြီးတော့ပိတ်ဆောင်ထိပြီးရပါမယ်ဘယ်ဘက်လက်ကဘီနဲ့ချိုးချိုးချိုးဒီဘီနဲ့ချိုးအရင်ကရှိနေချိုးချိုးကြောင့်ညောင်းနေပြီးရပါမယ် ောက်ဆုံးပြီးတော့တုတ်တဲ့ခါမှာဆိုရင်ဘီချပီးတင်လုံးတဲ့ဟာကိုဒီအမှပြီးတော့ပိတ်စာကိုရှီတိုးနောက်ဆုံးလုပ်လို့ရပါတယ်။မှာဆိုရင်နောက်တစ်ချောင်းထုတ်ချုပ်ပြပါမယ်ဖြစ်ပါတယ်။ ဘက်လက်ကနေပြီးတော့ပြီးနေအရင်မူရင်းအားရှိနေပြီးသားချိုးကြောင်းလေးကိုညီအောင်လို့လိုက်ထည့်ပေးပါမယ်။ညာဘက်လက်ကနေပြီးတော့ချိုးလို့လောက်အောင်လို့အရှိရနေထည့်ပေးရထည့်ပေးပါမယ်။ဒီတစ်ခေါက်မှာဆိုရင်တော့ချိုးရိုးချောင်းနဲ့မဟုတ်ပဲနဲ့ ပိတ်စာအစုံကိုမှပြီးနေပြီးတော့ချုပ်ဖြတ်တော့ပါမယ်ဖြစ်ပါတယ်။ဒီမှာလည်းထုံးစံအတိုင်းနဲ့ဒီဘေဘက်လက်ကနေပြီးတော့ B ရဲ့အရှိဆက်ရဲ့အရှိရာနေပြီးတော့ပိတ်စာနဲ့ B နဲ့ကိုပိတ်စာနဲ့ B နဲ့ညီအောင်လို့ဖိုက်ထိပ်ပေးပါမယ်။ညဘက်လက်ကကြတော့ချိုးချို ရှေ့မှာဆိုရင်မြင်းဖြောင်းတွေကိုဘီးနဲ့ချိန်ပြီးတော့ဘယ်လိုမျိုးညောင်ချုပ်ကမလဲဆိုတော့ကိုပြပြပါရင်ဖြစ်တဲ့အတွက်ကြောင့်မို့ဒီတစ်ခေါက်မှာဆိုရင်ဒီအိမ်ကြီးတွေပါတယ်ချုပ်တဲ့အခါမှာအဲခါးတွေချုပ်တာတော့လက်တွေတွဲတာလက်ခါးတွေတွဲတာနဲ့လက်တွေတွဲတာအဲ့လိုပုံစံမျိုးတွေမှာဆိုရင်အဖြောင်းတွေကြီးပဲလာနေတာမဟုတ်ပဲနဲ့အကွေးတွေအခုံးတွေလည်းပါပါဖြစ်တဲ့အတွက်ကြောင့်မို့အဲ မြင်းခုံလေးမြင်းခွေးတွေကိုဖိနှဲညှိပြီးတော့ဘယ်လိုမျိုးညှိအောင်ချုပ်ကောင်းမလဲဆိုတာကိုပြသမှာပဲဖြစ်ပါတယ်။အဲဒါဆိုရင်ဗီဒီယိုလေးကိုကြည့်လိုက်ကြအောင်။ဒီတစ်ခါမှဆိုရင်တော့အဖြောင်းမဟုတ်ဘဲနဲ့အခုံလေးကိုချုပ်ပြသွားပါမယ်ဖြစ်ပါတယ်။အဲ့လိုအခုံလေးတွေအပြင်ကိုထောင်းနေရာတွေမှာဆိုရင်ဘယ်လိုမျိုးလှည့်ပြီးတော့ချုပ်ကောင်းမလဲဆိုတာကိုပြပေးသွားမှာဖြစ်ပါတယ်။ အရင်ဆုံးအက်ရှင်တစ်ခုကိုပြီးရောက်ကိုပို့ရပါမယ်အပေါ်ချီရောအောက်ချီရောပါပြီးရောက်ကိုပို့ပြီးရှေ့ကိုထားပြီးတော့မှပိတ်စာကိုထည့်ပြီးတော့ပြီးကိုထားပါမယ်အင်းကြီးတွေပါတယ်ထည့်တဲ့ခါမှာဆိုရင်စားချုံရင်းဒီလိုမျိုးတုပ်ပေးရပါတယ်ပေးတဲ့လက်ကနေပြီးတော့ဒီနဲ့ပိတ်စာရဲ့အဆုံးကို

ါ်မှာအပ်ထုတ်ပြီးတော့မှဘီယိုအပေါ်ကိုမှတ်တင်ရပါမယ်။မှတ်တင်ပြီးတော့ကိုကချုပ်ကျင်တဲ့ဘက်ကိုရောင်းတက်ပြီးတော့ရောင်းလာပြီးဆိုမှဘီယိုပြန်ချပြီးတော့ဆက်ချုပ်ပါပါမယ်။ဒီမှာဆိုလည်းအဲ့ဒီအတိုင်းပဲဘယ်ဘက်လက်ကနေပြီးတော့ဖိတ်ဆိုင်အစုံနဲ့ဘီလေးမျိုးရောင်းလို့ပြရပါမယ်။ဒီမှာဆိုရင်နောက်ထပ်အဆုံးတစ်ခုရောင်းလာပြီဆိုရင် app ကိုပိတ်ခါတယ်လို့စိုက်ထားမယ်စိုက်ထားပြီးတော့မ ဒီကိုအပေါ်မှတင်ရပါမယ်မှတင်ပြီးတော့ကိုလိုချင်တဲ့ဘက်ကိုဆက်မယ်ရောက်ပြီဆိုတော့မှပြီကိုပြန်ချပြီးဆက်ချုပ်ပါမယ်ဒီနေရာမှာဆိုရင်အခုံးနေရာလေးကိုရောက်လာပါပြီအဲ့အခုံးနေရာရောက်လာပြီဆိုရင်လည်းထိပ်ပြီးတော့မသိတာပါဘူးပိတ်စာလက်ကနေပြီးတော့ဘီးနဲ့ပိတ်စာနဲ့ကို ညီအောင်ညီပင်ညီပင်နဲ့ပြီးပြီးရလဲသူ့အလုပ်သူပုံသွားပြီးတော့အဲ့လိုမျိုးအခုံးပုံစံလေးရထွက်သွားပါလိမ့်မယ်ဒီကြီးတာကတော့ဒီဖေလက်ကနေပြီးတော့ဒီနယ်ပိတ်ဆာဆောင်းတွေကိုညီရောလိုက်ညီပြီးဖို့ပဲဖြစ်ပါတယ်။ညာဘက်လက်ကနေရလည်းရှေ့ရနေပြီးတော့အနေနဲ့လေးဆွဲပြီးဟာဖို့လိုတော့လိုပါတယ်။ ားဆိုရင်နောက်ထပ်တောင်းတစ်ခုရောက်လာပြီဆိုတော့ကြတော့အက်ကိုဆိုင်မယ်ဆိုင်ပြီးတော့မှ B ကိုမတင်ပါမယ်ကိုလိုချင်တဲ့ဘက်ကိုလှည့်မယ်ကိုလိုချင်တဲ့ဘက်ရောက်ပြီဆိုမှ B ကိုဖုံးချပြီးတော့ဆက်ချုပ်ပါမယ်အမြဲတမ်းဘယ်လက်ကနေပြီးတော့ဘယ်နည်းပိစာဆိုတဲ့ဟိုဒီကိုဘယ်လက်ကနေပြီးရှင်းနေနေဆွဲပြရပါမယ် ီလိုမျိုးဘီးနဲ့အပိဆိုင်နဲ့အကိုက်မဟုတ်ဘဲနဲ့နည်းနည်းလေးကွာနေမယ်ဆိုရင်လည်းအဲ့လိုကွာတဲ့အနေအထားကိုမျက်လုံးကနေလိုက်မှန်ပြီးတော့ချုပ်ပြရပါမယ်ဒါဆိုရင်ခုနကတော့ ချုပ်လာတဲ့အဆုံးနေရာလေးရောက်လာပြီဆိုတော့ကျတော့တောက်ကပါမယ်ဒီအင်းကြီးတွေပါတယ်တွဲတဲ့ခါမှာဆိုရင်လည်းအဲ့တိုင်းပဲအဆုံးအစအမှန်မှာဆိုရင်လည်းတုံမယ်အဆုံးမှန်မှာဆိုရင်လည်းတောက်ကပါမယ်ဘာ ားဆိုရင်ဒါအဲအချိုရိုးအဖြောင်းလေးရောပြီးကြရင်တောင်းကြတဲ့နေရာလေးတွေရောပြတော့တာပေါ့ဒီနာဒီနာဆိုရင်ဒီအကွေးလေးအကွေးလေးနေ ချိုးရောဖြောင်းလေးထောင်းလေးပြီးကြရင်အကွေးနေရာလေးတွေကိုထုတ်ပြသွားတာပဲဖြစ်ပါတယ်ရှေ့မှာဆိုရင်မြင်းဖြောင်းတွေမြင်းကွေးတွေကိုပြီးနေညီပြီးတော့ဘယ်လိုချိုးပါမယ်ဆိုတာကိုပြပြီးတော့ပြီးဆိုတဲ့အတွက်ကြောင့်မြို့ဒီတစ်ခါမှာဆိုရင်ပိတ်စားနှစ်ခုကို ဒီအတူတူညီအောင်ညီပြီးတော့ဘီနဲ့ဘယ်လိုချိန်ပြီးချုပ်ကမလဲဆိုတာကိုပြသမှာဖြစ်ပါတယ်။အဲ့ဒါကြတော့ပေဒီဗီဒီယိုထဲမှာဆိုရင်တော့ပိတ်စာအဖြောင်းပဲပြထားပါတယ်။ဥပမာကိုပိတ်စာကွေးလေးတွေညက်ပြီးတော့ဗီဒီယိုထဲကအတိုင်းပိတ်စာနှစ်ခုကိုညီမယ်။ဒီကြရင်ဘီနဲ့ကိုဘယ်လိုချိန်နဲ့အတိုင်းထားကိုလိုက်ပြီးတော့ချုပ်လို့လည်းရပါတယ်။အဲ့ဒါဆိုရင်ဒီပိတ်စာနှစ်ခုကိုညီမယ်ညီပြီးမှဘီနဲ့မှန်းပြီးတော့ချုပ်တဲ့ဟာကိုအဲချုပ်တဲ့ဗီဒီယိုလေးကိုကြည့်လိုက်ကြအောင်။ 你在干嘛？所夜悲伤的歌，你又唱的又几台调，你都悲伤的歌。 းစာကိုတစ်ဖြည်းဖြည်းချင်းညီမယ်ပဲပိစာတစ်ခုရှာဆိုတဲ့ကြောင့်ကြောင့်မလို့ပိစာတစ်ခုအစုံကိုဒီအောင်ညီမယ်ညီပြီးမှအညီထားတဲ့နေရာလေးကိုလက်ထောက်ထားပြီးတော့လက်လဲလက်ကလည်းထောက်ထားမယ်ပြချရင်ပြီးနဲ့ပိစာအစုံလေးဒီအောင်လေးညီပြီးတော့ချုပ်သွားမှာဖြစ်ပါလေ။ဘုရားပိစာတစ်ခုကိုညီအောင် က်ကပဲလက်ထောက်ပြီးရောဘယ်ဘက်ကနေပြီးနေပစ္စာအစို တဖြည်းဖြည်းချင်းစီနည်း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 ချင်းစီမြောင်းပြီးမြင့်ပြီးလက်ထောက်ထားမယ်။ဘေဘလက်ကနေပဲလက်ထောက်ထားပြီးတော့ဘေဘလက်ကနေပဲပိတ်ဆအစုံနဲ့ပြီးနေကိုမြောင်းပြီးနေကိုမြောင်းပြီးပြီးတော့ဆက်ကိုချုပ်သွားပါမယ်။ဘုံမြဲမဲ့ချက်ကညာဘက်လက်ကနေလေပိတ်ဆရဲ့အရှိရာနေပြီးတော့ထိပြီးတော့ချုပ်ရအောင်ချုပ်ပြရပါမယ်။ င်ဆက်ချုပ်ကိုစိတ်ဝင်စားတဲ့ဆိုရင်နောက်ထပ်မျှဝေပေးမယ့်ဗီဒီယိုလေးကိုဆုံးဖြတ်ပေးကြပါအောင်တီးရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီနေ့